ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ Premier League Club အသင်းတသင်းအနေနဲ့တကယ်လို့တို့နီးပြတိခန့်ချင်နေဆိုရင်ပေါ့လေဒါအသင်းတသင်းကနီးပြရာသူအပြောင်းလဲနေနီးပြတိခန့်မယ်ဆိုရင်ဖြစ်နိုင်ဘုံမုံနီးပြတာရအောင်ခန့်တကယ်ကောင်းနေဗျာ ဘုံမောက်နဲ့ဖူလန်ပွဲကိုကြည့်တဲ့အခါမှာရောဒီရသည်ဘုံမောက်ကစားတဲ့ပုံစံမနစ်ကဘုံမောက်ကစားတဲ့ပုံစံမနစ်ကဆိုသူတို့အာဆင်နယ်ကိုနှစ်ချော့သလုံးနိုင်တယ်သူတို့အင်္ဂလန်မှာမန်ချက်စတာစီးတီးနဲ့နိုင်တဲ့အသင်းတိုင်းနီးပါးကိုနိုင်တာဗျာဘုံမောက်ကလီဗာပူးကိုတော့သူတို့ရှုံးတယ်နှစ်ချော့လုံးရှုံးတယ်ဒါပေမဲ့ပြောချင်တာကအသင်းကြီးတွေတို့အမြဲခတ်တယ်တကယ် attractive football ကစားတယ် attacking football ကစားတယ်သူတို့အသင်းမှာ style of play identity အပြည့်ရှိတယ်ပြီးတော့မှနောက်တစ်ခုကဘုံမောက်ဟာတကယ်ကိုဆွဲဆောင်မှုရှိပြီးတော့ အသင်းတိုင်းကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့ဖြတ်မြင့်ထက်ပူတဲ့အသင်းတစ်သင်းဖြစ်တယ်ကျွန်တော်ဘုံမောက်ရဲ့အဆင့်အပြားအရင်တုန်းက Roberto Tassavi လို့ရှိတုန်းက Brighton အဆင့်မျိုးအခုဆိုရင်ပူကောင်းတဲ့ကစားမားတယ်ဗျအခု Antoine Semenyo ဆိုရင်မင်းညပွဲမှာနှစ်ကိုးသွင်းတကိုးဖန်တီးတယ် Fuan ကတကိုးတည်းနဲ့နိုင်တာဗျ1-0နဲ့ Fuan ကနိုင်နေတာအဲ့ Fuan က1-0နဲ့နိုင်တယ်ဒါ Ryan Sessegnon က ဒါဘယ်လိုပြောမလဲမိနစ်80မှာသူတို့ဂိုးသွင်းထားတာမိနစ်80မှာအဝေးကွင်းမှာတကူးသွင်းထားရင်အဲ့ဒီပွဲကနိုင်ဖို့တော်တော်လေးအခြေအနေမကောင်းအကောင်းနေဒါမှမဟုတ်အ ਨੇ ဆုံးတော့ဗျာတီလောက်တော့ကြာနိုင်မယ်အခြေအနေဒါပေမဲ့ဘိုးမောက်က68မှာဆမန်ယူသွင်းတယ်နောက်84မှာအန်ထရန်ဆမန်ယူပေးတာကနေ Justin Clive သွင်းပြီးတော့90နဲ့ဒါဘယ်လိုပြောမလဲဒီနှစ်မှာအန်ထရန်ဆမန်ယူပဲသွင်းသွားတယ်ဆိုပြောချင်တဲ့အချက်ကဘာလဲဆိုတော့အဒိုနီအီရာဝူလာကတော်ကောင်းနေဗျာ ဒါဒီနီးပြတော်တော်ကောင်းတယ်အခုမှနီးပြလို့ရဆိုရင်ကျွန်တော်ပြောတာ Manchester United ဆိုလဲဒီနီးလို့နီးပြမျိုးကျွန်တော် Oliver Glasner ကြိုက်တယ်ဗျာဒါပေမဲ့ Oliver Glasner defensive အရန်စံလုံးနေဗျာဟိုပေးသက်တွေကဥမာ Man United ပေးသက်ဆိုကြိုက်ပါမို့ဘူးကျွန်တော် Arsenal ကိုလာခဲ့မယ်ဆိုတော့ကျွန်တော်မကြိုက်ဥမာပြောပါရကျွန်တော်နီးပြလို့ခဲ့ရင်ပြောတာလီဗာပူးဆိုလဲကြိုက်ပါမို့ဘူး Chelsea လဲကြိုက်ပါမို့ defensive အရန်စံလုံးနေဗျာဒါ defensive အရန်စံလုံးနေဒါပေမဲ့ ်အဒိုနီအီယာဝလာကကျတော့ defensive လုံးဝမဆန်တကယ် attacking ကစားတာ attacking football သူကြည့်လိုက်ရှင် pressing နေ pressing နေ line breaking နေနောက်တူးချင်း individual သူတို့တော့ပြီးခဲ့နှစ်ကရှင်းရှင်းလေးပြအခု liverpool ရဲ့နောက်မှာအဆင့်နှစ်ပြဒင်းဟော့ဆန်ကိုဆုံးရှုံးနေဇဘာကြီးကိုဆုံးရှုံးနေ Milos Karkic ကိုဆုံးရှုံးနေကိုသမားခက်ပါရီဇာဘလာကာကိုဆုံးရှုံးနေနောက်တိုက်စစ်က Otara ကိုဆုံးရှုံးနေကစားမတွေအများကြီးသူတို့ဆုံးရှုံးသွားတယ်။တန်းနေရာလောက်သူတို့ပတ်စံရောင်းလိုက်တယ် အဲ့ဒါပဲအခုအသိရအစစ်နှစ်အသိရအစစ်နှစ်ရာဒီအစခုနှစ်ပွဲကန်တာမှာဒါသူတို့ရှုံးပွဲကဒါဘယ်လိုပြောမလဲဘုံမောက်တင်ကိုလုံးဝကိုရှော့တလို့မရဘူးခုနှစ်ပွဲကန်ပြီးတဲ့အချိန်မှာ14မှတ်ရထားတယ်အဲ့ဒါကဘုံမောက်ရဲ့တော်တော်လေးထူးထူးခြားခြားပဲဘာကြောင့်လဲဆိုဒီအသိကတကယ့်ကိုအရေးသွေးမြင့်တဲ့အသိဖြစ်တယ်အခုလက်ရှိမှာပြကျွန်တော်ထင်တော့ဒါသူတို့14မှတ်ရထားတယ်ဒါဘုံမောက်ကတကယ်ကောင်းတဲ့အသိတစ်သိပဲ ဘာမှပြောစရာမလိုဘူးဗျာအခု14ပွဲမှာ4ပွဲနိုင်2ပွဲသေးသူတို့2ပွဲပဲရှုံးအာရှုံးတာရသည်အဖွဲလီဗာပူးနဲ့ပွဲအဲ့ဒါလဲသူတို့တူးတူးတေးကြเนาะ89 85 86လောက်မှာဖက်ဒရီကိုခီးစားသွင်းတယ်ပြီးတော့မှဒီမိုဆာလက်တကူပြန်ချီသွားတာတကူထပ်သွင်းသွားပြီးလို့42ရှုံးတာတကယ်ဆိုအဲ့ပွဲကဘုံမောက်ကအဲ့တော့တူးတူးတေးကြပြီးအချိန်မှာတောက်လျှောက်ဖိနေလီဗာပူးကအလိုးလဲအပြိုပြဲပဲ ဘာပြောရှင်းတဲ့ချက်ကဒီဘုံမောက်အတင်းကလောက်လူတွေရောင်းလာတော့မှဘာမှမပြောင်းတော့ဘူးအဲ့ဒါကိုကျွန်တော်ကြိုက်တဲ့ချက်ကဘာဆိုဒီပြရဲ့ identity အဲ့ identity နဲ့သူ့ရဲ့ philosophy ကောင်းတဲ့အတွက်ကြောင့်အတင်းက chemical မြင့်နေတာဘယ်သူတယောက်ပဲဖြစ်ဖြစ်ဘယ်နေရာမှာဘလို position နဲ့ဝင်ကစားကစားဒီတိုင်းပဲဥမာဖက်ကွာဒီယိုလာအရန်ကောင်းနေတဲ့အချိန်သူ့အတင်းဘယ်သူကြိုက်တဲ့လူထဲလိုက် Rico Lewis ကစားမလားအရင်တော့က Fabian Delo ကစားများမို့တော့ one of the best left back ဖြစ်သွားသေးတယ်။မန်ဒီနာလေး2018မှာပြောချင်တာကစစ်စံတစ်ခုကောင်းရင်အကုန်ဖြစ်တယ်ဗျာ အဲ့ကြောင့်ကျွန်တော်တို့ထင်တာတော့နီးပြလိုချင်တယ်ဆိုရင်အက်ဒိုနီအီယာရူလာတော်တော်ကောင်းတယ်အခုမနေ့ကဘုံမောက်က41ကို3-1နဲ့သူတို့နိုင်လိုက်တယ်အဲ့နိုင်လိုက်တဲ့နောက်ဆက်တွဲကြောင့်အခုဘာဖြစ်လဲသူတို့အဆင့်နှစ်ကိုရောက်သွားတယ်နောက်ရက်ဆန်ပေါ့လေချန်ပီယံရှစ်ကလပ်ရက်ဆန်ကဘန်မင်ဂမ်နဲ့တည်ကြပြီးတော့ဒါအိုဆူဆူနာကဂက်တဖေးကိုနိုင်တယ်ဆာဆွေလိုကအိမ်ကွင်းမှာအဝေးကွင်းမှာ ဟိုဖီရိုနာကိုနိုင်ပြီးတော့ကိုလုံးလဲဟော်ဖန်ဟင်းကိုနိုင်ပြီးတော့ဖရစ် FC ကလော်ရီယန်ကိုနိုင်သွားတယ်တော့မင်းညာကဒါပေမဲ့ဘုံမောက်ကတော့လုံးဝ impressive ဖြစ်တယ်လူတွေအများကြီးရောက်ပြီးတော့ဟန်ဟန်ချက်မပြတ်သွားနေတဲ့အသင်းဖြစ်ချီးကျူးစရာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်